ိုင်းပြည်သူတွေရဲ့မိခင်ကြီးမိဖုရားကြီးမေတော်သီရိခေဟာတတော်63နှစ်အရွယ်မှာလောက်ရဆန်သွားခဲ့တာ အားလုံးသိဖြစ်ပါလေမေတော်ကြီးသီရိခေဟာအောက်တိုဘာ24ရက်နေ့ည9:27မိနစ်မှာချူလာလောင်ကုန်းအထိမ်းမက်စည်းရုံးကြီးမှာငင်းကျန်းစွာကံတော်ကုံသွားခဲ့တာလို့တော်ဝင်နန်းတော်ယုံက ကြေညာသွားပါလေ2019ခုနှစ်စက်တင်ဘာ9ရက်နေ့ကတည်းကစည်းရုံးမှာ မဲရော်ကြီးရဲ့ကျမကြီးကိုစောက်ချက်ကုသပေးနေတဲ့ဆီယမွန်ဘွဲ့ဟာမဲရော်ကြီးမှာကိုရင်းစနစ်အများပြားမှာနာမကျန်းမှုတွေနဲ့ပုံမှန်မဟုတ်မှုတွေရှိနေတာကြောင့်စဉ်ဆက်မပြတ်စေကုပေးခဲ့ပါတယ်။ဆီယဝန်ရဲ့ဆိုရမဲရော်ကြီးဟာအော်တိုဘာ၁၉ရက်နေ့မှာသွေးကြောတဲ့ပိုးဝင်ကူးစက်မှုဖြစ်ခဲ့ပြီးကုသမှုတွေပေးဖို့စူးစမ်းခဲ့ပေမဲ့ကျမကြီးခြေနေဟာတဖြည်းဖြည်းဆိုးသွားလာခဲ့ပါတယ်။ မဲတော်ကြီးကတောက်ကြံလေးည9:27မိနစ်တက်တော်93မိနစ်မှာငင်းကျန်းစွာခံတော်မူပါပါလေ။မင်းမင်းမြတ်မဟာဝိဇ္ဇာလောင်မောဟာမဲတော်ကြီးရဲ့တော်ဝင်ဇာပနာခံတော်ကိုတော်ဝင်ထုံးတဲ့ဆင်လာတိုင်းအမြင့်ဆုံးကိုမြင်မှုတွေနဲ့စီစဉ်ဖို့နန်းတော်ရုံကိုညွှန်ကြားပါလေ။မဲတော်ကြီးရဲ့ရုပ်ကလတ်တော်ကိုဗန်ကောက်မြို့တော်ဝင်နန်းတော်ကြီးတကပလင်ခမ်းမမှာထားရှိမှာဖြစ်ပါလေ။ ဒီမင်းမြဟာတော်ဝင်မိသားစုဝင်နဲ့နန်းတွေရရှိတဲ့အတွက်မေတော်ကြီးကံတော်ကုံနဲ့နေကစပြီးတစ်နှစ်ကြာဝန်နေချင်းထိုင်မှတ်ကာလဖြစ်သတ်မှတ်ဖို့မိန့်ထုတ်ပါတယ်မေတော်ကြီးတိရိခိကို1932ခုနှစ်အောက်တိုဘာ2ရက်နေ့မှာဗန်ကောက်မြို့မှာမွေးဖွားခဲ့ပါတယ်သူကလည်းတော်ဝင်မျိုးပဲဖြစ်ပါတယ်1946ကနေ2016ခုနှစ်ထိအုပ်ချုပ်ခဲ့တဲ့ဘူမိဘောပြည်မြဟာ နိုင်ငံရဲ့ချမ်းမသူမနဲ့စေ့ဆက်ခဲ့ပါတယ်သူတို့က1950ခုနှစ်ကနေအပိလာ28ရက်နေ့မှာဘန်ကောက်မှာလက်ထပ်ခဲ့ပါတယ်အဲ့ဒီချိန်သူမကိုဘီအမ်အာကြီးဘွယ်ဟာမက်ဂျက်စတီသက်ခွင်းဘွယ်ချီးမြှင့်ပါလိမ့်1950ခုနှစ်မေလ9ရက်နေ့ဘီအမ်မင်းမြတ်ရဲ့နန်တက်ဘွယ်နေ့မှာသူမကိုဘီအမ်မင်းမြတ်ဖြစ်အပြေဝတိုးမြင့်ခံခဲ့ပါလိမ့်မေတော်ကြီးဟာထိုင်းပြည်သူတွေရဲ့တာယာဝါပြောရေးအတွက်ဘွားတသက်တာတော့စူးစမ်းလုပ်ကန်ခဲ့လို့ လေးစားကြည့်ညိုခြင်းခံရပါတယ်။ဒီမှာဟာကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးတွေစွမ်းဆောင်ရည်ပြည့်တည်ရေးနဲ့ရိုးရာထိုင်းမှုပညာနဲ့လက်မှုပညာတွေထင်းသိမ်းရင်းပါလဲဆော့ဆော့တမန်လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါလိမ့်။မယ်လိုဒီသီရိခေနိုင်ရဆန္ဒနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာတော့အခြေအနေတွေအားလုံးကို တင်းတင်းကြပ်ကြပ်ပြုလုပ်ထားတယ်လို့သိရပါတယ်။မယ်ရိုဂျီတီရီခင်းနဲ့ပတ်သက်လို့ဆက်ပြီးပြောရရင် ထိုင်းနိုင်ငံမေလိုဂျီတီရီခေဟာပြောရမယ်ဆိုရင်နိုင်ငံရေးမှာကလကနောက်ကွယ်ကနေနက်နက်ရှန်ရှန်နဲ့ထိထိမိမိထဲထဲဝင်ပါဝင်ခဲ့တဲ့သူလို့ပြောလို့ရတယ်ဗျ American dollar တန်းချီတုံးပြဆွဲပြီးတော့ထိုင်းနိုင်ငံနဲ့ဘီယင်းမင်းဆက်ဝါဒဖြန့်ချီကာရီဖြစ်တဲ့ CEO ထိုင်းနဲ့နရဲဆွမ်တို့လိုရုပ်ရှင်ကားကြီးတွေအတွက်ငွေကြေးနဲ့အစအစအရေးအထောက်ပံ့ခဲ့သူဟာမိဖုရားကြီးတူဦးခေဆိုရင် အားလုံးအံ့အသင့်ပါဖြစ်ပါတယ်။ ပြည်ပရောက်ထိုင်းနိုင်ငံသားတွေအတွက်လည်းစီးပွားရေးကျန်းမာရေးပညာရေးကိစ္စအဝဝအကူအညီပံ့ပိုးပေးခဲ့သူဖြစ်ပြီးခေတ်သစ်ထိုင်းနိုင်ငံစီးပွားရေးလူမှုရေးပုံရိပ်ကိုပြောင်းလဲစေနိုင်ခဲ့သူဖြစ်ပါလေထိုင်းနိုင်ငံရဲ့ကမ္ဘာလက်ခီးသွားလုပ်ငန်းကိုမြေတောင်ပျောက်ပေးခဲ့သူလည်းဖြစ်ပါတယ်ဒေသတွင်းမှာထိုင်းနိုင်ငံရဲ့အင်အားကိုကြီးထွားစေဖို့နဲ့ဩဇာရှိစေဖို့နီးမျိုးစုံပုံပြီးစူးစမ်းခဲ့တဲ့ဘီအမကြီးဖြစ်ပါတယ်တပုတ်နေတဲ့မှာ1960ခုနှစ်မလာမယ့်နေ့မှာမြန်မာနိုင်ငံကို သူ့ရဲ့ကျင်ရတော်ဖြစ်တဲ့သွားလေသူဘီအင်ဂျီဘူမီဘောနဲ့လာရောက်လက်ပတ်ခဲ့တဲ့ပုံတွေဖြစ်ပါတယ်။အဲဒီချိန်ကမြမသမဥမဲဝင်းမောင်နဲ့အဲဒီတော့ဆွေရွက်ွက်ကြီးကဘူဒူကြီးနဲ့ဝင်းတို့ကခန်းခန်းနာနာကြိုဆိုခဲ့ကြပြီးဘီအင်ဘူမီဘောနဲ့ဘေဖျားကြီးတွေခေတ္တကိုယ်တိုင်ကရန်ကုန်မြို့ဟာလက်ပုံနဲ့နဲ့တမျှလှပပြီးခုလိုလက်ပတ်ခွင့်ရလို့မြမဆွေရွက်ကိုအထူးကျေးဇူးတင်ပါတယ်လို့အဲ့ဒါတော့မှတ်တမ်းမှာရေးသားတော့ပါတယ် ။ဒီရင်ကြီးရောက်ပြန်မှကြီးပါအခါအားလျော့စွာရွှေတကုံစည်းကြီးရောမြက်ကြီးကိုပဲအထူးလှုပ်ဝက်လေပခုနဲ့လာရောက်ဖူးမြော်တာတွေရှိခဲ့ပြီးမြမဆိုရှယ်လက်လမ်းစဉ်ပါတီခင်းတဲ့ဆိုးချွေခေတီပါဆက်ရှိနေခဲ့တယ်လို့သိရပါတယ်။ထိုင်းပြည်မှကြီးတိပိခဲ့အောင်မြမဦးရဘေးနေရတရားအတက်ကိုလည်းထူးယုံကြည်သူဖြစ်ပါတယ်။ရွှေတကုံစည်းကြီးတော့ဟာစူတောင်းပြည့်တယ်လို့လည်းယုံကြည်သက်ဝင်သူဖြစ်ပါတယ်။ဒါပေမဲ့ဒါနဲ့ပတ်သက်လို့ထိုင်းနိုင်ငံဘက်ကလည်းသတင်းထုတ်ပြန်တာမရှိသလိုမြန်မာဘက်ကလည်းသတင်းထုတ်ပြန်တာမရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ဆေးအနာသိမ်းမှုတိုင်းမှာဘီအမကြီးသီရိခေဟာနောက်ွယ်ကနေကြိုးကင်မှုရှိတယ်လို့နောက်တိုင်းသတင်းစာဆရာတွေကသုံးသပ်လိရှိပါတယ်။2006ခုနှစ်စက်တင်ဘာ19ရက်နေ့မှာထိုင်းဝန်ကြီးချုပ်သက်ဆိုင်ကိုဖယ်ရှားခဲ့တဲ့ဆေးအနာသိမ်းမှုကတော့နာမကျန်းဖြစ်နေတဲ့ဘီရင်ကြီးကိုသာမိဖုရားကြီးသီရိခေကကြောက်ကြနနကြိုးကင်ခဲ့တာလို့သက်ဆိုင်ထောက်ခံသူတွေကဆွဆွဲပါတယ်။အဲ့နောက်မှာသက်ဆိုင်လိုလာတဲ့ဆန်သောပြဝဲတွေနီးလို့ဆုံးနဲ့ဖြိုခွဲတာ ။တက်စင်ကိုစန့်ကျင်တဲ့ဆန္ဒပြဟောတွေကပေါ်ပေါက်လာပြီးရဲ့တင်းတင်းနဲ့အကြောင်းလမ်းမရှိထိုင်းလူစုတို့ကိုစီးနှင်းသိမ်းပိုက်တာတွေဖြစ်ခဲ့ပါလေ။၂008ခုနှစ်နိုဝင်ဘာလမှာဘီယင်စနစ်လိုလာပြီးတက်စင်ကိုစန့်ကျင်တဲ့ရှက်ဝါတွေရဲ့ဒုံမောင်းတဲ့သုဝနာဘူမီလေစိတ်စီးနှင်းမှုတွေကိုဘီယင်မာကြီးကကြိုးကန်ကြတာဖြစ်ပြီးရလကတော့ထိုင်းရထိုင်းပါတီရဲ့အမွေကပါတီဖြစ်တဲ့ဝီကျဟောင်းတက်စင်ကိုလိုလာတဲ့ထိုင်းဝန်ကြီးချုပ်စမတ်ဆိုတော့ဒီဘက်လည်းဖယ်ရှားခံရပြီးသူ့ရဲ့ပါတီဖြစ်တဲ့ People Power ပါတီလည်းပြီးတိုင်ဖြစ်သိမ်းခံရပါတယ်။ မိဖုရားကြီးတွေ့ခဲ့ဟာတာမညောင်ညပုဂ္ဂိုလ်မဟုတ်ပါဘူးထမဲတော်ဟာချန္တာပူရိခယံဇာမင်းသားကြီးဖြစ်ပါတယ်ခံပြီးတက်ကဘုဒ္ဓကြီးလည်းဖြစ်ပါတယ်နောက်ခါမှာယာမနိုင်ပြီးဖြစ်လာမယ်အရှင်မင်းသားဘုရားဘောဟာ1948မှာဆွစ်ဇာလန်နိုင်ငံလူဆန်းမြို့မှာမတော်ရင်မတော်တဆမှုဖြစ်ပြီးဘန်ကောက်ကိုပြန်လာပြီးစေကုသခံနေရချင်း အဲ့ဒီမင်းသားကြီးဟာသူ့ရဲ့တမီးတော်တေဝိခေကိုဘူလီဘောကိုဖြူစုဖို့ဆင်လျက်ကနေညီဆုံးတော့တာဖြစ်ပါလေ။ဘန်ကောက်ရောက်မြန်မာခူရာနက်ခပ်ပညာရှင်တယောက်ကမင်းသမီးတေဝိခေကိုနေဟာဘီအမကြီးဖြစ်လိမ့်မယ်လို့နေစဉ်လုံးကတွက်ချက်ပေးခဲ့မှုတဲ့အတွက်ဘီအမကြီးဟာမြန်မာပေတင်ရတရားရိုးရာကိုယုံကြည်တော်ဝင်လာလို့ထိုင်းလူမျိုးတွေကခုထိပြောနေကြတာဖြစ်ပါလေ။မေရိုဒီတေဝိခေ နိုင်ရအစံနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာတော့အခြေအနေတွေအားလုံးကိုတင်းတင်းကြပ်ကြပ်ပြုလုပ်ထားတယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်ရဲ့ ASEAN အစည်းအဝေးခီးစဉ်ကိုတော့မှရွှေ့ဆိုင်ခဲ့ရပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်က ASEAN ထိပ်သီးစည်းဝေးတက်ဖို့သွားမဲ့ခီးစဉ်ကိုရွှေ့ဆိုင်ခဲ့ပြီးထိုင်းပြည်မဲ့တော် TVK ရဲ့ဇာပနခန္ဓာကျင်းပဖို့အစိုးရဘက်အရေးပေါ်စည်းဝေးဥဆောင်ခေါ်ယူခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာပြုလုပ်တဲ့ဆိုးရွားဖွဲ့စီဝေးရမွန်လဲဖွဲ့ရာတွေလွှမ်းခြုံနေပြီးဆိုးရွားဖွဲ့ဝင်ကြီးတွေပြည်သူ့ဝန်ထမ်းတွေအားရှိတွေနဲ့တရင်တော့တွေဟာအနေရောင်မှုစုံကိုဝတ်ဆင်ထားပြီးတော့ထိုင်းပြည်လောင်ကွင်းရဲ့မဲတော်ကံကောကိုညင်းအတွက်ဝန်လဲချက်ထိမှပြသခဲ့ပါလိမ့်ထိုင်းဝန်ကြီးချုပ်လည်းဖြစ်ပြီးတဲ့ဝန်ကြီးလည်းဖြစ်တဲ့အနုတင်ကဆိုးရွားဖွဲ့ရေးပေါ်စီဝေးကိုဆိုးရွားအင်တော်အခန်းနံပါတ်9ရက်တက်မှာလောက်ခဲ့ပြီး58ကျင်းမြောင်းအာဆီယံထိပ်သီးစီဝေးကို မနက်ဖြန်မှသွားတော့မယ်လို့ပြီးအစိုးရအင်တော်ရဲ့တည်ငြိမ်မှုကိုကိုကာဘီဒီနေရှင်းကဖော်ပြပါတယ်။ထိုင်းဝန်ကြီးချုပ်ကအာဆီယံထိပ်သီးစည်းဝေးတက်ရောက်ချိန်ထိုင်းကမော်ဒီယာနှစ်နိုင်ငံပြည်ခက်ရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ရှိနေပြီးအမေရိကန်သမ္မတထရန့်ကလေးလာဆောင်ကြည့်သူဖြစ်တက်ရောက်မှာဖြစ်ပါတယ်။နှစ်နိုင်ငံလက်မှတ်ရေးထိုးဖို့ကနဦးကမနက်ဖြန်အော်တိုဘာ26မှာစီစဉ်ထားပေမဲ့သမ္မတထရန့်ကိုယ်တိုင်တက်မလို့မနက်ဖြန်မနက်ပိုင်းကိုရွှေ့ဆိုင်းထားပါတယ်။ဒါပေမဲ့လက်ရှိထိုင်းပြည်မှာတော့ကန်တော်ကုံစာပနာခန္ဓာအတွက် အစိုးရအဖွဲ့ကလည်းစီစဉ်ဆောင်ရွက်ဖို့ကိစ္စတွေရှိနေတော့ဝန်ကြီးချုပ်အနေနဲ့မနက်ဖြန်မနက်ပိုင်းလက်မှတ်ရေးထိုးပွဲတက်ဖို့အခက်အခဲရှိနေပါတယ်။နိုင်ငံလက်မှတ်ရေးထိုးပွဲကိုအချိန်ထက်မှပြောင်းလဲဖို့ကလည်းမလွယ်ကူပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံကြ ాయి ဝန်ကြီးကိုသူ့ကိုယ်စားလက်မှတ်ရေးထိုးပွဲတက်ရောက်စေဖို့အနုလင်ကပြင်ဆင်ထားပါတယ်။၄၈ကျင်းမြောက်အာဆီယံထိပ်သီးဆွေးနွေးမှာရှေ့ဒီမိုနိုင်ငံကို၁၇နိုင်ငံမြောက်အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လဲတရားဝင်သိမှတ်ပြုလက်ခံဆောင်ရွက်မယ်လို့သိရပါတယ်။ မေရောဂျီတရိခေလက်ရဆမ်းမှုတဲ့အတွက်ဝန်ထဲချက်ထိမဖြစ်ဘန်ကောက်မှာလည်း black pink ချော်ပြပွဲတွေကို နေရာရွှေဆိုင်ထားတယ်လို့လည်းသိရပါလိမ့်ဒါအပြင် black pink အဖွဲ့ကို အမဲရောင်ဝတ်စုံမှုဝတ်စုံမှုပဲ ထုတ်ပြန်ခဲ့တယ်လို့သိရပါလိမ့်တကယ်လို့အခြေအနေကြောင့်လို့လည်းဆိုပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ရာဇာမင်္ဂလာမှာ black pink water deadline ချော်ပြပွဲကို အော်တိုဘာ24က26နေ့ထိ3ရက်ကြာကျင်းပနေတာဖြစ်ပါလေ။ဘီးမဲရောကံကုန်မှုကြောင့်လေးစားမှုပြတာတဲ့အနေနဲ့ကြမ်းရှိတဲ့ဖျော်ဖြေမှု၂ရက်တာမှာပွဲတက်ရောက်သူတွေအနေနဲ့အမဲရောင်ဝတ်စုံတော်ဝတ်ဆင်ဖို့တိုက်တွန်းထားပါလေ။ဂျမနီဂျမကရေဖြစ်ပြပေါ်မှာမြန်မာပါဝင်နိုင်ငံကမှပြည်သက်ချိုလဲပွဲတက်ရောက်ခဲ့ကြောင်းသိရပါတယ်။အမဲရောက်ကဘီအမကြီးနေရာဆန်တဲ့အတွက်ဝတ်ခိုင်းတာပဲထင်ပါတယ်။မဖြစ်မနေပုံစံမျိုးတော့မဟုတ်ဘူးထင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကိုင်းတဲ့ကလူပမာဏနဲ့ပြောရမယ်ဆိုရင်ထိုင်းနေတရုတ်တွေကတွေ့ရတာပုံများတယ်လို့ပွဲတို့တယောက်ခင်သူတွေကဆွပါတယ်။မိဖုရားကြီးတရိခေကွယ်လွန်ခြင်းထိမ့်မဲ့အနေနဲ့ဝန်ကြီးချုပ်အနူတင်ကအများပြည်သူဆိုင်ရာဝန်ထမ်းချင်းကိုရက်60တက်မှတ်ပြီးပျော်ပွဲရှင်ဝင်တဲ့ရှိုးပွဲတွေကိုခဏတာ ပြန်လည်သုံးသပ်ဖို့နဲ့ကျင်းပခြင်းရွှေ့ဆိုင်ဖို့တိုက်တွန်းထားပါတယ်။ဝန်ထမ်းချင်းထိမ့်မဲ့ပြီးဂျမနီကစပြီးရက်60အတွင်းပြည်သူတွေအနောက်ရောက်သို့မဟုတ်အယောင်ဖြော့ဖြော့ကိုသာဝတ်ဆင်ဖို့ခိုင်းစိုးရဖွဲ့ကမြစ်တာရဲခံထားပါတယ်။ တကယ်လို့မြစ်တရခန့်ချက်ကိုမလိုက်နာဘူးဆိုရင်တော့တော်ဝင်မိသားစုကိုအသက်ရွေးဖြတ်ဂုံချက်တွေညှိုးနှဲစေတဲ့ပုံမှန်နဲ့ဘယ်နိုင်ငံသားမှမဆိုတရားစွဲဆိုခံရနိုင်ပါလိမ့်